င်္ဂလာပါရှင် ကျမတို့ရဲ့မိုးလေဝသသတင်းချန်နယ်လေးကကြိုဆိုလိုက်ပါတယ်။ချင်းပြည်နယ်2025မတ်လ22ရက်နေ့တွင်ချင်းပြည်နယ်မှာမိုးရေရွာနိုင်ပါတယ်။တာချီလက်နောက်48နာရီအတွင်း မိုးရွာနိုင်ပါတယ်။လေမိုးလျက်စီမိုးချိန်မိုးကြိုးပစ်ခြင်းသတိပြုကြပါ။ချင်းပြည်နယ်အရှေ့ပိုင်း မိုင်းဆက်ခရိုင်တာချီလိတ်ခရိုင်ကျိုင်းတုံခရိုင်ဒေသတွေမှာ2025မတ်လ21ရက်နေ့မှ23ရက်နေ့အထိမိုးရွာနိုင်ပါတယ်။လေမိုးလျက်စီမိုးကြိုးမိုးသည်တတိပြုကြပါ။အပူလျှော့မိုး2025မတ်လ23ရက်နေ့တွင်ပြည်ဦးလွင်ခရိုင်မန္တလေးခရိုင်ကျောင်းဆက်ခရိုင်မိထီလာခရိုင်ပျောပွဲခရိုင်ရမဲသိန်းခရိုင်နှင့် နေပြည်တော်ဧရိယာဒေသတွေမှာ မိုးတိမ်များရောက်ရှိလာပြီးအပူလျှော့ကြစေနိုင်သလိုနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။2025မတ်လ16ရက်နေ့မှ23ရက်နေ့အတွင်းမွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ဒေသတွေမှာမိုးရွာနိုင်ပါတယ်။ရှမ်းပြည်နယ်2025မတ်လ20ရက်နေ့မှ23ရက်နေ့အတွင်းရှမ်းပြည်နယ်ဒေသကြီးတစ်ခုလုံးမှာမိုးရွာနိုင်ပါတယ်။ မက်စလာ၁၈ရဲ့ညနေလေး၊နာရီခွဲအချိန်ကစပြီးတော့ကမ္ဘာအပူဆုံး15မျိုးစရင်မှာမြန်မာနိုင်ငံအလဲပိုင်းကမြို့တွေမပါတော့ပါ။အမြင့်ပေ30တူညတူညတူညကျော်မှာတိမ်မြင့်တွေ ဖုံးအုပ်လာတာကြောင့်လဲအပူချိန်လျှော့ကျသွားတာဖြစ်ပါတယ်။2025ခုနှစ်မတ်လ21ရက်နေ့လယ်12နာရီမှာမကွေးတိုင်းရခိုင်ပြည်နယ်ချင်းပြည်နယ်စကိုင်းတိုင်းမန္တလေးတိုင်းနေပြည်တော်ကယားပြည်နယ်ရှမ်းပြည်နယ်ပဲခူးတိုင်း အရှိအနောက်မွန်ပြည်နယ်ကရင်ပြည်နယ်တို့တွင်ပေ6900နှင့်18000ကြား၌တိမ်အထင်အထင်ဖြစ်ထွန်းနိုင်ပြီဖြစ်၍အပူချိန်များအထိုက်အလျောက်ကျဆင်းလာနိုင်ပါမည်အပူချိန်နှင့်ငွေရည်ပွဲအမှတ်တို့၏ကွာဟချက်များနေသဖြင့်တချင်းပြည်နယ်မှအပမိုးရွာနိုင်သည့်အခြေအနေတော့မရှိပါ2025ခုနှစ်မတ်လ23ရက်နေ့လယ်12နာရီချင်းပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းနှင့်တချင်းပြည်နယ်တို့တွင် ပေ ၊သူညသူညသူညနှင့်38သူညသူညသူညအကြား၌တိမ်ထူထက်စွာဖုံးအုပ်နိုင်မည်ဖြစ်ပြီးငိုတိကျွေနိုင်မည်အခြေအနေများဖြစ်ပေါ်နိုင်ကြောင်းခန့်မှန်းရသည်။မနက်ဖြန်နဲ့အထီးခံမှန်းချက်ကချင်ပြည်နယ်တွင်နေရာကျဲကျဲနှင့်သခိုင်းတိုင်းဒေသကြီးအထက်ပိုင်းတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့်အရှေ့ပိုင်းတို့တွင်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရံရာနှုံး80ဖြစ်ပါသည်နေပြည်တော်ပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနှင့်ကယားပြည်နယ်တို့တွင်အများအဖြစ်တာယာပြီးကြံတိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်တိမ်အထင်အထင်ဖြစ်ထွန်းမီမြမပင်လေပြင်လှိုင်းနှင်းငယ်မှလှိုင်းတင်တင်ရှိမီလှိုင်းမြင့်မှမြမကံယိုတန်းတလျှောက်နှင့်ကမ်းလွန်ပင်လေပြင်တို့တွင်၄ပေမှ၆ပေခန့်ရှိနိုင်ပါသည် နောက်နှစ်ရဲအတွက်ခံမှန်းချက်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်အရှေ့ပိုင်းတို့တွင်နေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါသည် နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနှက်ဖြန်နှင့်အထူးခံမှန်းချက်အများအပြားတာယာမီရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနှက်ဖြန်နှင့်အထူးခံမှန်းချက်တိမ်နှင်းငယ်ဖြစ်ထွန်းမီ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နဲ့အထီးခံမှန်းချက်အများအပြားသားရမည်။မိုးလေဝသသတင်းတွေကိုအချိန်နဲ့တပြေးညီ သိရှိရဖို့ကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ထားပြီးအစ်တတင်တိုင်းသိရဖို့အတွက်ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားပေးပါနော်။